1995ခုနှစ် အော်တိုဘာလ10ရက်ဗုဒ္ဓနေ့အတွက်ခொနည်းသားမီးအားလုံးတို့အတွက် numerology ကဏ္ဍပေရင်ရဆိုရင်တော့လူမှုရေးကိစ္စတွေအတွက်စိတ်ငြိမ်ရတတ်တယ်လူရင်းလူယုံအောက်လက်ငယ်သားကခုကိုအထင်လွဲမှုတွေနဲ့ပฏิပက္ခတွေကြုံတတ်တယ်ဝန်ထမ်းကိစ္စမျိုးတွေငယ်သူကိစ္စမျိုးတွေသားသမီးကိစ္စမျိုးတွေအတွက်စိတ်ရှုပ်ထွေးရတတ်တယ်မထင်မှတ်တာနဲ့ငွေကုန်ကြေးကြမျိုးကဒီလိုနေ့မှာကုန်တတ်တယ်ငွေထွက်များတဲ့နေ့တစ်နေ့ဖြစ်မယ်လို့လည်းနှမိတ်ဖတ်ရပါတယ် အထူးသဖြင့်ကတော့အလုတ်ထဲမှာငွေမြုပ်တာမျိုးတွေပစ္စည်းအဝယ်မားတာမျိုးတွေအယောင်မားတာမျိုးတွေဂယုစိုက်တင်တဲ့နေ့ဖြစ်ပါတယ်အဘူတံပစ္စည်းရောင်းဖို့ချင်းဆိုထားတာတွေလွှဲချော်တတ်တယ်အဘူတံပစ္စည်းဝယ်ဖို့ကိစ္စတွေမှာအနောက်ရှက်အထင်းကကြုံတွေ့ရတတ်ပါတယ်ဒီလိုနေ့မှာခொနည်းအသားမိတွေအားလုံးကံအထူးကောင်းဖို့လိုအတွက်ဆိုရင်တော့နိစ္စတဲ့ဖရာစီတီပရောဟဏ်ကငကယုံဖရာတစုမှာတပြင်းညွတ်ဆင်းညွတ်လှူဒန်းပြီးမိမိဖြစ်လို့ဒီများအထူးဆုတောင်းလိုက်ပါခင်ဗျာ ဒီလိုနဲ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွားကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုတဲ့ဆိုရင်တော့မနဲ့စောစောမှာအသီးဆန်စစ်ရေတခွက်မျက်စွာဖျားရှင်ကိုအထူးလှူဒန်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်စင်ပွားမြင်ကြတဲ့ရင်သွေးရတနာရင်အတွက်ကတော့မာဘုဗေဒနိယဘုရုနေဘဝမှာမရဏဘဝဇာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတရားငယ်စဉ်မှာခြူကြပြီးကြီးပွားအောင်မြင်ချမ်းသာမဲ့ရင်သွေးရတနာများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာထို့သူဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက် ကုသိုလ်ရေတရားလမ်းညွှန်ရမယ်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရေခဲမုံကတ်လူချင်းစွန့်ငံခွန်ကြီးရန်တန်ဃာတို့ကိုရေခဲမုံလောင်းလူချင်းနဲ့မိသားစုဆွေမျိုးအပရိသတ်တို့ကိုရေခဲမုံဒါနပြုခြင်းအပြင်တစ်နှစ်တာလုံးအတွက်ကံထူးကောင်းပါလိမ့်မယ်ခင်ဗျာဒီနေ့အကျိုးပေးစုံမကနန်းကတော့၄ကနန်း၈ကနန်းဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းဖို့လို့အတွက်ဆိုရင်တော့အမိုက်သိန်းသူတို့မို့စင်ရနှောပါသူတို့ကိုဒီလိုနေ့မှာကြက်ဥဆယ်လုံးလက်ဆောင်ပေးခြင်းအပြင်ငွေကြေးကံအထူးကောင်းပါလိမ့်မယ်ခင်ဗျာ ဈေးကော်လက်ကော်ရရားဖြစ်ကတော့မိမိတို့ရဲ့ဆိုင်ရှိမျက်နှာသာတဲ့တဲ့မျက်နှာမူပြီးအသီးတစ်မျိုးစား၍ဈေးအောင်ကောင်းဖို့ရောင်းပန်းသာဝယ်ပန်းလှဖို့အထူးဆုတောင်းလိုက်ကြပါခင်ဗျာအယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်သွက်ဖို့အတွက်ကလည်းငပြောသီးမှတ်တစ်လုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆုတောင်းလိုက်ုံနဲ့တိတိတန်တာအယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုကင်းကြုံနေတဲ့သူဆွေမျိုးမိသားစုမှရှိရဆိုရင်တော့အမှုကြုံနေတဲ့သူတို့အခက်အခဲအကြက်တဲတွေလွတ်မြောက်ပါစေဆုတောင်းပြီးမုံလုံးရေပေါ်စွန့်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရင်တော့ဒီလိုနှစ်မျိုးမှာဓာတ်စာအဖြစ်နဲ့တင်မော်သီးမဲ့အနေငယ်စပြီးကျမ်းမာဖို့ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ဖို့ဆူတောင်းလိုက်ပါခင်ဗျာအချီးမြတ်တားရေးအိမ်တော်ကြီးကိစ္စတော့ကတော့စိတ်ချမ်းသာပါလိမ့်မယ်အေးချမ်းရှိကြဖို့အတွက်ရည်စူးပြီးရေခဲတုံးလေးတွေပါတဲ့အချွေတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ကြပါခင်ဗျာ